ဟုတ်တမီးရဲ့အမှုပညာကြီးတော့ကောတမီးကိုယ်တိုင်စူရတဲ့ပုစံလေးအားလေးလူရန်ပြီးဖြစ်တာပါရှင်။အများကြီးလဲထက်လူွားခြင်းနဲ့ဟိုဟိုတမီး သမီးနောက်ကြလို့ရပို့ပြီးတော့အနုပညာကြီးပို့ရလာလေပို့ပြီးတော့လူမှာပါဟုတ်လူသွားမယ်လို့လည်းအစီအစဉ်ရှိပါတယ်အဲ့လိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူတွေကူညီရတဲ့အတွက်လည်းလိုမျိုးဝမ်းလဲဝမ်းသာတယ်လို့ဟိုကိုယ်တို့လိုမျိုးလေးကူညီလိုက်လို့တို့ပျော်ရမှာပဲဆိုတဲ့ပီတိလေးလည်းဖြစ်မိပါတယ်ရှင် ရှင်မိတို့ကအောင်လဆရာတော်တို့နဲ့လည်းအာရင်းနေပြီးမေချိုးကိုဆွဲတို့ရဲ့ဖိတ်ကြားမှုတွေကြောင့်ဒီအောင်လဆရာတော်ဘုရားခွဲလေးမှာအာအလူကဌာနမှာပါပါတော့ပါဝင်ကုသိုလ်ရေးပေးဖြစ်ပါတယ်ရှင်ဟုတ်ဒီအလူခွဲလေးမှာတော့သမီးတို့၁၀တင်း မင်းအပေါ်လူလန်ပေးတာပါရှင်အာအဲ့ဒီငလန်ဆလောက်သွားတဲ့အချိန်မှာတော့မသိဘူးဒါပေမဲ့အရန်လှုပ်လာတဲ့အချိန်မှာတော့အိမ်ပြန်ဆက်နေရတဲ့အထိအဲ့ဒီတရင်လေးကိုကြည့်ပြီးတော့ဘောနော်ဒီမျိုးငန်လေးမှာဖြစ်ပြတ်သွားခဲ့ရတဲ့အချိန်တော်တော်လေးဝမ်းနေရပါတယ်ဟိုနှမျောလဲနှမျောနေပါတယ်ဒီအင်တာနက်ပေါ်မှာဂျုံတွေးလာတဲ့ဟာတွေကိုကြည့်ပြီးတော့အော်စိတ်မကောင်းလိုက်တာငါသာအဲ့လိုမျိုးဖြစ်ခဲ့လို့ဘယ်တော့တောင်ဝမ်းနေရမလဲဆိုတော့ကိန်းနာစိတ်လေးပဲဖြစ်မိပါတယ်အာတမီးအသက်ကတော့အခု15နှစ်ပေါ်တော့ဒီတမီးတစ်ချောင်းဟို15နှစ်တစ်ချောင်းမှာဒီ ဒီငလင်ပေးတာအကြီးဆုံးဖြစ်ခဲ့တာပေါ့နော်ဟောဟောတော်တော်လန်သွားတယ်အိမ်ဘေးတို့ဖေးတို့ကဆာမျိုးအိမ်ထဲကနေဖေးထွက်ရတဲ့အချိန်ကြီးထိပါဖြစ်ခဲ့တာပေါ့အာအလိုတွေဖြစ်တဲ့အချိန်မှာအရင်စိတ်မကောင်းနေဖြစ်ရတယ်ကိုချင်းလဲစားတယ်ကိုသားအဲ့နေရာမှာဆိုလို့ရှိရင်အော်ဘယ်လောက်တောင်စိတ်ဆင်းရဲရမလဲစိတ်ဒုက္ခရောက်ရမလဲဆိုတော့စိတ်လေးတော့ဖြစ်မိပါတယ်လှူဒါန်းခြင်းစိတ်လေးလည်းဖြစ်တယ် ာသမီးအခုတော့ဒီအောင်လက်ဆရာတော်ကွဲမှာငလင်ပေးတဲ့ပြည်သူတွေအတွက်စေသိမ့်ပါဝင်ဝင်ရောက်လူလံပေးရပါတယ်ရှင်။ဟုတ်သမီးရဲ့အမှုပညာကြီးတော့ကောသမီးကိုယ်တိုင်စုရတဲ့ပတ်စံလေးအားလေးလူရန်ပြဖြစ်တာပါရှင်။အာတမီးအများကြီးလဲထက်လူွားခြင်းနဲ့ဟိုတမီးတမီးနောက်ကြလို့ရပို့ပြီးတော့အနုပညာကြီးပို့ရလာလေးပို့ပြီးတော့လူမှာပါ။ဟုတ်လူသွားမယ်လို့လည်းအစီအစဉ်ရှိပါတယ်။ လိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူတွေကိုကူညီရတဲ့အတွက်လည်းလိုမျိုးဝမ်းလဲဝမ်းသာတယ်လို့ဟိုကိုဒီလိုမျိုးလေးကူညီလိုက်လို့တို့ပျော်သွားမှာပဲဆိုတဲ့ပီတိလေးလည်းဖြစ်မိပါတယ်ရှင်။တို့တွေလည်းအဲ့လိုမျိုးလိုဟိုငလန်ပေးတဲ့ဖြစ်နေတဲ့လူတွေကိုလိုမျိုးအဲ့လိုကူညီပေးရတဲ့အတွက်လည်းအော်တို့ကဟိုကိုကျိုးကိုဆွန့်ပြီးတော့လိုမျိုးကူညီပေးရအရာ ပီတိဖြစ်ရပါတယ်။အတင်းသားပါလို့ဘလောက်အချိန်ကြီးအခက်ခဲပဲဖြစ်နေပါစေပေါ့နော်။ဟိုကိုယ့်ထက်အချိန်ကြီးစိုးတဲ့လူတွေရှိသေးတာမလို့အတင်းသားပါလို့အာဒီငလင်ပေးတဲ့နေမှာလည်းအမြန်ဆုံးကြော်လွားနိုင်ပြီးတော့အာအနေနဲ့ကြော်လွားနိုင်ပါစေလို့ဆောင်ပေးလိုက်ပါတယ်။